ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ United ကတော့တိုက်စစ်မှုအပြင် Nero Number 10ကစားသမားတစ်ယောက်ကိုလည်းအရခေါ်ဝူကျူးပန်းနေတယ်ဆိုတာကျွန်တော်တို့အားလုံးသိထားပြီးသားပေါ့နော်ဒီနေရာမှာကျွန်တော်တို့အနေနဲ့ Matthias Cunha ကို အမှန်ကန်ကျူးပန်းနေတယ်လို့တခြားသတင်းထွက်ထားတဲ့ကစားသမားလည်းရှိပါတယ်ဒါကတော့ Brandpo ရဲ့တောင်ပန်ကစားသမားဖြစ်သူကစားမဖြစ်တဲ့ Brian Ambue မူကိုပဲတရင်နေကျွန်တော်ထွက်နေတာဒီနေရာမှာ Fabrizio Romano ကတော့လက်ရှိပြောထားတာရှိတယ်အဲ့ဒီကစားသမားနဲ့ပတ်သက်လို့ လက်ရှိတိတူတိထားရသလောက်တော့ဗောနော်မန်ချက်စတာယူနိုက်တက်ရဲ့အဓိကနံပါတ်1ပြစ်မှတ်ဟာနယ်ရိုနံပါတ်10နေရာမှာမက်ဒီယက်ကွန်ညာဖြစ်တယ်ဗောနော်ဒါဘရန်ဖို့ရဲ့တောင်မန်ကစားမှာဖြစ်တဲ့ဒီဘရိုင်ယန်အန်ပွဲမူနဲ့လည်းတနည်းနည်းထွက်နေတယ်ဆိုပေမဲ့လို့ပွဲမူကလူချင်းတဲ့ကလပ်အသင်းတွေတော်တော်များနေတယ်ဗောနော်အန်ပွဲမူကဒါလူချင်းတဲ့ကလပ်အသင်းတွေတော်တော်များနေတယ်ဒါကြောင့်အန်ပွဲမူနဲ့ပတ်သက်လို့တော့လက်ရှိချိန်မှာဘယ်အသင်းကမှန်း အမှန်ကန်ခေါ်နိုင်မှုအတွက်ထိတ်ဆုံးမှအသာစီးရနေတယ်ဆိုတာမျိုးမရှိသေးဘူးဆိုပြီးတော့ကျွန်တော်တို့သိရတယ်ညီကတို့သိတဲ့အတိုင်းပဲကျွန်တော်တို့ပြီးခဲ့တဲ့နေ့ဒီကလေးကမန်ချက်စတာယူနိုက်တက်ကကျွန်တော်တို့ကမက်သီးယပ်စ်ကွန်ညာကိုအမှန်ကန်ကျိုးပန်းနေတာကွန်ညာကလည်းပဲယူနိုက်တက်အနေနဲ့ချန်ပီယံစ်လိဝင်ဝင်ရရမရရအသင်းကိုပြောင်းလာဖို့ဆန္ဒရှိတယ်လို့ကျွန်တော်ထင်တယ်အသင်းကလည်းတကယ်ကိုထိထိရောက်ကျိုးပန်းနေတာပါအားလုံးလည်းသိတဲ့အတိုင်းပဲနောက်ပိုင်းထွက်လာတဲ့တင်းနေရဆိုလို့ရှိရင်မက်သီးယပ်စ်ကွန်ညာနဲ့ကိုရီချားထဲမှာအတော်ကိုအလုပ်ဖြစ်နေတယ်ဒီနေရာမှာ ဟိုဘရန်ဘိုးရဲ့အံပွဲမူလည်းပဲတင်းနေထွက်နေတာပေါ့နော်ကျွန်တော်ကတော့အံပွဲမူကအဲ့လောက်ထိမျောလင်းချက်ရှိတယ်လို့ကျွန်တော်မထင်ဘူးသူတမင်တော့အံပွဲမူနဲ့ပတ်သက်လို့ရှိရင်ဘရန်ဘိုးဘက်ကဘရန်ဘိုးဘက်ကလည်းရောက်မှာပါလက်လွတ်မှာပါသူတို့သားတကယ်ဈေးရတယ်ဆိုလို့ရှိရင်ဒီနေရာမှာဟိုဘယ်အသင်းမှပေါ့နော်အခုချိန်ကြီးတော့မတီးယက်စ်ကွန်ညာကိုအမှန်ကန်လိုချင်တယ်လို့မျိုးကျူးပန်းနေတာမရှိဘူးအံပွဲမူနဲ့ပတ်သက်လို့အံပွဲမူနေနဲ့အော်ဒီကစားမကောင်းနေဟေးနော်အသင်းကြီးခေါ်တော့မှာပါဆိုတဲ့တင်းလောက်ပဲကျွန်တော်ရှိတာကျွန်တော်အနေနဲ့တော့ အသင်းမှာဆိုလို့ရှိရင် center forward စစ်စစ်တယောက်အပြင် Matthias Cunha ကိုအမှန်ကန်ခေါ်လိုက်နိုင်တယ်ဆိုလို့ရှိရင်ကိုပဲအသင်းကဘာဖြစ်သွားမလဲဆိုတော့တန်းတရာလောက်ကအသာလေးကုန်သွားမှာဒါဆိုလို့ရှိရင်တော့နောက်ထပ်တိုက်စစ်ပိုင်းမှာကိုပဲအံပွဲမူတို့ဘာလို့ကိုကျွန်တော်တို့ဒီထက်အစားထိုးကဖြစ်နိုင်ခြင်းတော့နည်းသွားပြီတိုက်စစ်မှာလည်းနှစ်ယောက်ထက်ပိုပြီးတော့အစားထိုးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအခုပြင်ကျွန်တော်တို့ကြည့်ရင်ကွန်ညာကိုကြော်ပြီးတော့အံပွင့်မှုကိုကျူးမှန်းစရာအကြောင်းရှိတယ်လို့မထင်ဘူး။ဘာလို့လဲဆိုတော့ကွန်ညာကိုခေါ်ဖို့ကျူးမှန်းတဲ့နေရာမှာကျွန်တော်တို့ရဲ့ left nehru neverton နေရာမှာဘာသူမှမရှိဘူးကောင်းကောင်းကန်ကန် market stretch ကကျွန်တော်လက်လို့ဖို့ကျွန်တော်ရှိတယ်ဂျီရန်ဆန်ဂျိုက chelsea ကိုပြောင်းတော့မယ်ဒါအပြင်ဂါနာချူကဈေးကောင်းရရင်အသင်းဘက်ကလက်လို့နိုင်တယ်လို့ဂါနာချူကိုကျွန်တော်အနေနဲ့လက်မလို့ဘူးဆိုရင်တောင်မှဂါနာချူရဲ့တိုးတက်မှုနှုံထားကကိုရီအသင်းမှာအရင်ကြီးအားကိုးလို့ရတဲ့အခြေအနေမှာရှိမနေဘူးဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီဂါနာချူကိုအားကိုးတာထက် ကိုညာကိုအားကိုးတာကပို့ပြီးတော့ကောင်းမယ်ဆိုတော့ကျွန်တော်တို့ရဲ့ left nero number 10နေရာမှာကိုညာလူကူလူတယ်ဆိုတဲ့သဘောပဲဒါပေမဲ့လို့အံပွဲမူဘက်ကကျွန်တော်တို့ကြည့်ရင်တော်တော်ဘဲချီတန်ကစားမဆိုတော့အာမက်တီယာလို့ကျွန်တော်တို့မှာရှိတယ်အာမက်တီယာလို့ကျွန်တော်တို့ရှိတယ်အာမက်တီယာလို့ဒီ wing back ကို nero number 10ကိုကောင်းကောင်းကစားနေတဲ့ကစားမလက်ရှိ united အပေါ်မှာဟိုအာမက်ကတော့ဗျာဂိုးပါဝင်ပတ်သက်မှုအနေနဲ့ဂါနာချူတက်ပို့ပြီးတော့နေတယ်ပေါ့ injury ပြဿနာတွေပါတယ်ကြုံနေရတော့ပေါ့နော်ဒါပေမဲ့လို့ အာမတ်ဟာအများကြီးပူကောင်းနေကစားမှာပါကာနာချူနဲ့စာလို့ရှိရင်ဆိုတော့အာမတ်ဒီလက်လုဖို့ကျွန်တော်မရှိဘူးအဲဒီဈေးကောင်းရရင်ကျွန်တော်ကာနာချူကိုလည်းလက်လုပ်ဖို့တော့ကျွန်တော်ရှိတယ်ဆိုတော့ဒါကိုကျွန်တော်တို့ကြည့်ရင်အာမတ်ဒီကျွန်တော်တို့ရဲ့အဲဒါ right wing backs ပဲဖြစ်ဖြစ် right nero number 10မှာပဲဖြစ်ဖြစ်ပေါ့နော်နေရာတနေရာအပိုင်စားရပြီးသားကာနာချူကတော့မတိကြဘူးဆိုတဲ့သဘောပဲဒါကြောင့်အန်ပွဲမူလူကစားမမျိုးကအာမတ်ရှိနေပြီးသားဖြစ်တဲ့အတွက်အစားထုတ်ဖို့အတင်းဘက်ကကျူးမန်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအကယ်လို့ပေါ့နော်ကျွန်တော်အနေနဲ့ဒါ ဘယ်လိုပြောမလဲမတီးယက်စ်ကွန်ညာကိုခေါ်တယ်ဆိုလို့ရှိရင်တော့မှအတင်းမှာကွန်ညာရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဘရူနိုဖရန်နက်ရှိမယ်မေဆန်မောင်းရှိမယ်ဂါနာချိုရှိရင်လည်းဂါနာချိုလည်းရှိမယ်ဒါဆိုလို့ရှိရင်အတင်းမှာနေရိုနံပါတ်10က AACC ကျွန်တော်ဖြစ်သွားပြီးကွန်ညာဒီပုံမှန်ပွဲထုတ်ခွင့်ရတဲ့ player တယောက်အနေနဲ့မြင်ရပြီးတော့ဒါကြောင့်ပါနော်ဘွေမူဒီအမ်မိုမူဒီအတင်းဘက်ကတော့ကွန်ညာကိုရဖို့ထက်ပို့ပြီးတော့ကျူးပန်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့အတင်းဘက်ကအမှန်ကန်ခေါ်ဖို့လုပ်သွားမှဒီကွန်ညာနဲ့တိုက်စင်မှု၃ယောက်ထဲက၁ယောက်ပဲကိုစီမံဖြစ်မလား ယူကရက်ဖြစ်မလားတခြားတယောက်ဖြစ်မလားဒါမှမဟုတ် LMD လည်းဖြစ်မလားဘသူဖြစ်မလဲပေါ့တိုက်စစ်ကတော့ကျွန်တော်တို့ခေါ်ကိုခေါ်မရမှာ twin ကိုအာမခံချက်ရှိတဲ့ player တွေလိုတယ်လည်းတော့အတင်းမှာတော့မရှိသေးဘူးပေါ့နော်ဒါကြောင့်ကျွန်တော်ကတော့ Vita sorry ပါလေဒီ Matthias Cunha ကအံပွင့်မလို့ပါလို့တဲ့အတင်းမကအများကြီးပူပြီးတော့ကျိုးပမင်ကစားမတယောက်ဖြစ်မယ်ဆိုလို့ကျွန်ယူဆတယ်အခုချိန်ကြီးအတင်းနဲ့အံပွင့်မှုရဲ့ကြားမှာတင်းနေအများကြီးတော့ထွက်တာတွေမရှိသေးဘူးအတင်းရဲ့နံပါတ်1ပြင်မဲ့ဒီ Cunha ဖြစ်တယ် ညီကိုတို့အနေနဲ့ရောဘယ်လိုမြင်ရလဲကျွန်တော်မတီးယက်စ်ကွန်ညာနဲ့အန်ပွင့်မှုနှစ်ယောက်ထဲကတစ်ယောက်ပဲရွေးကွင်းရမယ်ဆိုလို့ရှိရင်ဘေကစားမားကိုအတင်းဘက်ကဦးစားပေးခေါ်ဖို့ကြိုးပမ်းနေတယ်ထင်ကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများတင်ပါတယ်